အားလုံးပဲမင်္ဂလာပါ Forever Gonna Facebook နဲ့ TR YouTube Channel တို့ကလည်းကြိုးစားပါလေ TikTok အညီကိုလည်းအားလုံးလည်းမင်္ဂလာပါဗျာ ကျွန်တော်ဒီကနေ့မနက်အစောပိုင်းမှာအာဆင်နယ်အသင်းနဲ့ပတ်သက်တဲ့သတင်းကြောင်းလေးနည်းနည်းလောက်ဆွေးနွေးသုံးသပ်ကြအောင်။မအရင်ဆုံးအနေနဲ့ကျွန်တော်အာဆင်နယ်အသင်းရဲ့လူငယ်ကစားသမားလေးဖြစ်တဲ့ Mike Lewis ကလေးနဲ့ပတ်သက်ပြီးတော့ဒါအင်္ဂလန်ဘောအင်္ဂလန်လက်ရွေးစင်အသင်းမှာဒါအရွေးချယ်မခံရတဲ့အပေါ်ဒါနီးပြသောမတ်တူချေကိုဒါတောက်လျှောက်ဝေဖန်မှုတွေမြင့်တက်လျက်ရှိတယ်။ဒါဒီနေရာမှာကျွန်တော်အာဆင်နယ်အသင်းရဲ့လူငယ်ကစားသမားလေးဒါ Mylewis Kelly နဲ့ပတ်သက်ပြီးတော့အင်္ဂလန်မီဒီယာတချို့က Mylewis Kelly ကိုမရွေးချယ်တဲ့အပေါ်ဒါ Thomas Tuchel ဒါနောင်တကောင်းကောင်းရမယ်တနည်းအားဖြင့် Thomas Tuchel အနေနဲ့ဒါသူ့မှားအကြောင်းတစ်ချိန်ချိန်မှာသိလာလိမ့်မယ်ဆိုပြီးတော့အမျိုးမျိုးဝေဖန်လျက်ရှိတဲ့ဒီနေရာမှာကျွန်တော်တို့အာဆင်နယ်တင်းရဲ့ Mylewis Kelly နဲ့ပတ်သက်ပြီးတော့ဒါ Thomas Tuchel က Mylewis Kelly အနေနဲ့ဒါအင်္ဂလန်လက်ရွေးစင်အသင်းကြီးမှာရွေးချယ်ခံခြင်းရင်း ဒါသူ့အနေနဲ့ကလပ်အသင်းမှာ ပွဲကစားချိန်တချို့လိုအပ်ပြီးတော့ခြေစွမ်းကောင်းပြတာဖို့လိုအပ်ကြောင်းကိုဒါသုံးမှတ်တူချက်အနေနဲ့ပြောကြားထားတယ်ဒီနေရာမှာ my louis kelly ကိုကျွန်တော်တို့ arsenal အသင်းကဒါဒီရာဒီမှာဒါပွဲကစားချိန်တချို့ပေးသွားဖို့ရှိတယ်ဆိုတဲ့သတင်းတွေလည်းတောက်လျှောက်တက်နေတာဖြစ်သည့်တိုင်အောင် အခုချိန်ထိဒါကျွန်တော်တို့ပြိုင်ပွဲဆိုဒါ15ပွဲဝင်းကျင်လောက်ကျွန်တော်တို့ကံပြီးသွားပြီဒီကံပြီးသွားတဲ့အချိန်မှာကျွန်တော်တို့အာဆင်နယ်အသင်းမှာဒီကစားသမားလေးရဲ့အခမ်းကဏ္ဍကဒါတချို့ EFL ပွဲစဉ်တွေเนาะဒါ Champion League ပွဲစဉ်တွေမှာလည်းသူ့အနေနဲ့ဝင်ရောက်ကစားတာဖြစ်တဲ့အတော့ဒါပွဲကစားချင်းလုံးလုံးလောက်မရသေးပဲနဲ့ရှိနေတယ်ဒီအတွက်ကြောင့်လည်းကျွန်တော်တို့အင်္ဂလန်ပေါ်လုံးလက်ရွေးစဉ်အသင်းကြီးမှာဒါ Thomas Tuchel အနေနဲ့ ဒါဒီလူစင်းမှာဒါဟိုမိုင်းလူးဝစ်ကယ်လီယိုဗောလေဒါချန်လက်ထားခဲ့တာကျွန်တော်အာဆင်နယ်အသင်းအနေနဲ့ဒါဒီကစားသမားလေးနဲ့ပတ်သက်ပြီးတော့ဒါဟိုတလောအဆိုဒါမီကေအာတီတာကဒါပြောကြားထားတယ်ဒါဘာပြောလဲဆိုလို့ရှိရင်မိုင်းလူးဝစ်ကယ်လီကတကယ်ကိုအရွယ်သွေးရှိတဲ့ကစားသမားတစ်ယောက်ဖြစ်ပြီးတော့သူ့အနေနဲ့အသက်အရွယ်ငယ်ရွယ်သေးတာဖြစ်ပြီးသူ့ကိုကျွန်တော်တို့သူ့ရဲ့ပွဲကစားချိန်နဲ့ပတ်သက်ပြီးတော့ဗောလေဒါ မီခေးအာဒီတာကဒါအကောင်းဆုံးစီစဉ်ထားတာတွေရှိပြီးတော့သူ့ကိုကျွန်တော်တို့တွေပွဲကစားချိန်တွေပေးအပ်သွားပါမယ်ဆိုတော့ဒါပြောကြားချက်မျိုးတွေလည်းတောက်လျှောက်တက်လာတယ်။ဒါဒီသတင်းကိုတော့ကျွန်တော်တို့အာဆနယ်တင်းရဲ့ Daily AFC ဆိုတဲ့သတင်းဌာနကနေဖော်ပြထားပါတယ်။နောက်တဲ့သတင်းပုံအနေနဲ့ကျွန်တော်တို့အာဆနယ်တင်းရဲ့လူငယ်ကစားသမားလေး Mindwiz Kelly ကိုဒါအင်္ဂလန် ဒါဘောလုံးအသင်းတော်တော်များများကစိတ်ဝင်စားလျက်ရှိတယ်ဒါတနည်းအားဖြင့်ပရီးမီးယားလီးဂ်အသင်းကြီးတော်တော်များများရဲ့စိတ်ဝင်စားခြင်းကိုခံနေရတယ်ဆိုပြီးတော့ဒါသတင်းမီဒီယာတွေကဖော်ပြထားတယ်ဒီနေရာမှာအာဆနယ်အသင်းအနေနဲ့ဒီကစားသမားလေးကိုရောင်းချသွားဖို့အစီအစဉ်လုံးဝမရှိကြောင်းနဲ့ဒီကစားသမားလေးကအာဆနယ်ရဲ့ရေရှည်စီမံကိန်းတွေကတော့ချက်တစ်ခုဖြစ်တယ်ဆိုပြီးတော့လေဒါအာဆနယ်တင်းတာဝန်ရှိသူတွေနဲ့အာဆနယ်နဲ့နှီးစပ်တဲ့သတင်းဌာနတွေကဖော်ပြထားပါတယ် နောက်ထပ်သတင်းပုံအနေနဲ့ကျွန်တော်တို့ Arsenal သင်္ကား EFL ပွဲစဉ်ควอเตอร์ไฟนอลပွဲစဉ်ကိုဒါ Crystal Palace နဲ့ရှင်ပြိုင်ကစားရမယ်။ ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်တို့တကယ်ဆိုလို့ရှိရင်ဒီဇင်ဘာလ21ရက်နေ့မှာရှင်ပြိုင်ကစားဖို့အတွက်ပရီးမီးယားလိဘောလုံးဖွဲ့ချုပ်ကချမှတ်ထားတာဖြစ်သည့်တိုင်အောင်အာဆင်နယ်အသင်းတာဝန်ရှိသူတွေနဲ့ MKR Data တို့ရဲ့ဒါပွဲကြိမ်တွေအရင်နီးကပ်နေတာဖြစ်တဲ့အတွက်ရွှေပြောင်းပွဲဖို့တောင်းဆိုမှုကဒါဒီနေ့မှာတော့ဒီကနေ့မနက်အစောပိုင်းမှာတော့ဒါပရီးမီးယားလိဘောလုံးဖွဲ့ချုပ်ရဲ့အတီးပြုချက်ထွက်ပေါ်လာတယ်ဒါကပါလဲဆိုတော့ quarter final အဆင့် EFL ပွဲစဉ် quarter final အဆင့်ပွဲစဉ်ကိုဒါဒီဇင်ဘာလ22ရက်နေ့မှာကစားမှာစီစဉ်ထားတာကိုဒါအခုဆိုလို့ရှိရင်ဒီဇင်ဘာလ24ရက်နေ့မှာဒါရှင်ပြန်ကစားဖို့အတွက်ကိုပြောင်းရွှေ့ပေးလိုက်တယ်ဆိုပြီးတော့ The Athletic Sport ရဲ့ဖော်ပြချက်ရတည်ရပါတယ်နောက်တဲ့သတင်းတစ်ပုဒ်အနေနဲ့ကျွန်တော်တို့ Arsenal အသင်းကဒါဒီယာတီမှာ ကစားသမားတိုင်းအကစားသမားတွေများစွာရှိတဲ့အပေါ်ကိုစိတ်ပြက်လျက်ရှိပြီးတော့ဒါမကြခင်မှာအမြန်ဆုံးပြန်လာနိုင်မဲ့ကစားသမားတွေ ਨੇ ပတ်သက်ပြီးတော့ဒီတည်းကမှမာတင်နယ်လီ ਨੇ ပတ်သက်ပြီးတော့လေနော်ဂါရီယယ်မာတင်နယ်လီ ਨੇ ပတ်သက်ပြီးတော့ဒါဒီကစားသမား ਨੇ ဒန်ယာ ਨੇ ကဒါအခုဆိုလို့ရှိရင်အဲလှင်းလင်းမြန်မြန်တိုးတက်လာတဲ့ဆိုတဲ့သတင်းတွေဒါထွက်ပေါ်နေတယ်တနည်းတစ်ချိန်ထဲမှာပဲတချို့သတင်းဌာနတွေရေပေါ်ပြချက်အရာ တနည်းအားဖြင့်အာဆင်နယ်နဲ့အနီးစပ်ဆုံးဖြစ်တဲ့သတင်းဌာနတွေရဲ့ဖော်ပြချက်မှာဆိုလို့ရှိရင်မာတင်နယ်လီရဲ့ဒဏ်ရာကအခုဆိုလို့ရှိရင် စိတ်ကျဉ်နှက်စရာမျိုး ရှိမနေဘဲနဲ့ကစားသမားရဲ့ဒဏ်ရာကဒါတော်တော်လေးစိုးရိမ်ရတဲ့အနေအထားတစ်ခုမှရှိနေတယ်ဆိုပြီးတော့လေသတင်းဌာနတွေကဖော်ပြထားတယ် နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကျွန်တော်တို့အာဆင်နယ်တင်းရဲ့ဒဏ်ရကစားသမားတွေဒေကာဗစ်တီယိုကရက်ကတော့ဒါဒီကနေ့မနက်အစောပိုင်းမှာပြုတ်လုတဲ့တဦးချင်း trainee ပုံတွေဒါအခုဆိုလို့ရှိရင် social media ပေါ်တက်လာတဲ့ဒီပုံတွေမှာဆိုလို့ရှိရင်ဒါ အဲ Vitiocras ကအလေးမနေတဲ့ပုံကြီးပါမယ်ဒါပြရပြီဆိုလို့ရှိရင်ဒါသူ့အနေနဲ့ဒါအပြေးလေးကျင့်ငန်းနေပြုလုပ်နေတဲ့ဓာတ်ပုံတွေကအစာအကျုပ်တက်ပေါ်ထွက်လာတာဗောလေတချို့ဗီဒီယိုဖိုင်တွေမှာဆိုလို့ရှိရင် Vitiocras အနေနဲ့ဒါတအူးချင်းအပြင်းစား training တွေပြုလုပ်နေတဲ့ဗီဒီယိုတွေပါတက်လာတာဖြစ်ပြီးတော့ဒီသတင်းကိုတော့ဒါ AFTV ဆိုတဲ့သတင်းဌာနတွေကနေဖော်ပြထားပါတယ်နောက်ထပ်သတင်းပုံအနေနဲ့ကျွန်တော်တို့ Arsenal အသင်းရဲ့ ဒါ Emirates Stadium ကြီးကိုဒါပြုပြင်သွားမယ်ဆိုတဲ့သတင်းကအခုဆိုရင်တော့ confirm ဖြစ်လာပြီ confirm ဖြစ်လာပြီဆိုတော့ကျွန်တော်တို့ဒါအင်္ဂလန်မှာဆိုလို့ရှိရင်ပေါ့လေဒါကျွန်တော်တီယာတလောက်ဒါပြောရည်ဆိုလို့ရှိရင်ကျွန်တော်တို့ထပ်ပို့ပြီးတော့အတွေ့အကြုံရှိတဲ့အကိုတွေရဲ့ပြောပြချက်တွေမှာဆိုလို့ရှိရင်ကျွန်တော်တို့အင်္ဂလန်မှာဆိုလို့ရှိရင်ပေါ့ဗျာအခုအဲကျွန်တော်တို့တွေပိုင်နေအိမ်မဲဖြစ်ဖြစ်เนาะဒါကျွန်တော်တို့ဒါစက်ယုံမဲဖြစ်ဖြစ် အဲပြီးရင်ကြောင်းမဖြစ်ဘောလုံးဝင်းမဖြစ်ပေါ့ဗျာဒီလိုနေရအရာတွေကိုကျွန်တော်ကပြုတ်ပြင်မယ်ဆိုလို့ရှိရင်ဒါကျွန်တော်တို့ပိုင်ထားတဲ့ပစ္စည်းကျွန်တော်တို့ပိုင်ထားတဲ့မြေဖြစ်ရင်တော့မှဒါအင်္ဂလန်နိုင်ငံကိုကျွန်တော်တို့ကဒီအရာတွေပြုတ်ပြင်ခြင်းနဲ့တနည်းအားဖြင့်ကျွန်တော်တို့အိမ်မှာဒါအိမ်ရှိရပေါ့ဗျာအိမ်ရှိရသဒါလေးပဲဖြစ်ဖြစ်လမ်းလေးပဲဖြစ်ဖြစ်ပြင်ရင်နေဆိုလို့ရှိရင်ဒါအင်္ဂလန်ရဲ့ဒါစီမင်းစည်းကမ်းတွေရဥပဒေအရပေါ့လေဒါအင်္ဂလန်ရဲ့ဟိုဟာဟို တော်တို့ကရက်ကွက်ဖြစ်ဖြစ်ပေါ့နော်ဒါရက်ကွက်တို့ဘာလို့ရက်ကွက်ဆိုလဲရက်ကွက်ပေါ့ဗျာတနည်းအားဖြင့်အုတ်ချုပ်မှုယုံဆိုတော့အုတ်ချုပ်မှုယုံပေါ့အဲ့အဲ့လိုနေရာမျိုးတွေကိုကျွန်တော်တွေကသွားပြီးတော့စရင်တင်ရတယ်ကျွန်တော်ဒါလေးလှုပ်ချင်ပါတယ်ပေါ့ဗျာဒီလိုမျိုးသွားပြီးတော့စရင်တင်ရတယ်ဒီနေရာမှာကျွန်တော်တို့အာဆင်နယ်ပြိသက်တော်တော်များများမသိတာကဒါတချို့တွေဆိုပြောနေကြရရှိရကျွန်တော်တို့ဟိုတနည်းအားတော့တွေးလိုက်ပါသေးတယ်ကိုဘောလုံးကွင်းကိုပြင်တာပဲတဲ့ဘာကြောင့် ဟိုတည့်ရမလားအချိန်နေစွဲနေမှာလေကို့မှာပတ်စံရှိနေတာပဲပြင်လိုက်ဘောဒါပြင်တာဘာကြမှာလဲဒါအဲ့လိုမျိုးပဲတည်လားဒါပေမဲ့ပြောကျင်တာတခုကဗျာကျောင်းကြီးကိုတွေကိုပြောကျင်တာတခုကအင်္ဂလန်မှာကအဲ့လိုစီမင်းစီကန်ရှိတယ်ခမရတို့ဟာခမရတို့ဘာကြီးပဲပိုင်ပိုင်ခမရတို့ခမရတို့ဘာကြီးပဲအင်္ဂလန်မှာဝယ်ထားဝယ်ထားဒီအရာတွေနဲ့ပတ်သက်ပြီးအင်္ဂလန်ကမြေပေါ်မှာရှိတဲ့ပစ္စည်းတွေနဲ့ပတ်သက်ပြီးခမရတို့ပြုပြင်ပြောင်းလဲခြင်းနဲ့ဆိုလို့ရှိရင်အင်္ဂလန်ရဲ့အစိုးရတနည်းအားဖြင့်ရုံးချုပ်တွေကိုကျွန်တော်တို့ကတင်ပြရတယ်သူတို့ရဲ့လက်ခံချက်ရမှာပဲ ဒါဒီလိုမျိုးအရာတွေကိုပြုပြင်ပြောင်းလဲလို့ရတာဖြစ်တဲ့အတွက်အခုဆိုလို့ရှိရင်လည်းအာဆနယ်ရဲ့ Emirates Stadium ကိုပြုပြင်မဲ့အစီအစဉ်ကိုဒါအခုဆိုလို့ရှိရင်စည်ရင်တင်ထားတာအခြေအနေကောင်းနေပြီဆိုပြီးတော့ဒါသတင်းဌာနအနည်းဆက်ဆုံးသတင်းဌာနဖြစ်တဲ့ဒါကျွန်တော်တို့အာဆနယ်ရဲ့ဒါ Now Arsenal ရဲ့ဒါသတင်း report တွေကပေါ်ပြထားတယ်အာဆနယ်ကမကြာခင်မှာ Emirates Stadium ကိုအကောင်းဆုံးပြုပြင်မှုမှမှုတွေပြုလုပ်သွားပြီးတော့ဒါအာဆနယ်အသင်းရဲ့ဒါဘယ်လိုပြောမလဲ Emirates Stadium ကိုဒါ London မှာအကြီးဆုံးဒါ stadium တစ်ခုအဖြစ်ဒါသတ်မှတ်နိုင်တော့မှာဖြစ်တယ်ဆိုပြီးတော့ Now Arsenal ကနေပြီးတော့ဖော်ပြထားပါတယ်ဒါကတော့ကျွန်တော်တို့ Arsenal တင်းရဲ့ဒီကနေ့မနက်အစောပိုင်း Arsenal တင်းရဲ့အကြောင်းအရာတွေပဲဖြစ်ပါတယ်ဗျကျောင်းညီကိုရောဒါအာဆင်နယ်အသင်းရဲ့တည်င်းကြောင်းရည်နဲ့ပတ်သက်ပြီးတော့ဒန်ရကစားသမားတွေအကုန်လုံးဒီဘက်ပြန်လာနိုင်မယ်ထင်လားဒါအာဆင်နယ်အသင်းရဲ့ Emirates Stadium ကြီးကလန်ဒန်မှာအကြီးဆုံးဖြစ်တော့မယ်ဆိုကျောင်းညီကိုအနေနဲ့ဘယ်လို feel မျိုးခံစားပြလဲဗျကော့မှာဝေယောမချက်ပေးသားကြပါအောင်နောက်ဗီဒီယိုဒီမှာပြန်တွေ့ပါမယ်ဗျ ားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့သူတွေပါဗျာ